နောက်တဲ့တဲ့သပုတ်ကတော့ဂျပန်နိုင်ငံမှာစစ်သက်လူပြီးဖြည့်ရှင်ရတဲ့ပြဿနာတစ်ခုကိုပြောပြပါမယ်။ဂျပန်နိုင်ငံရဲ့မြောက်ပိုင်းခရိုင်တခုမှာဝဲဝံတွေရဲ့တိုက်ခိုက်မှုတွေများပြားလာတဲ့အတွက်စစ်တပ်တွေချထားလိုက်ရပါတယ်။ဂျပန်နိုင်ငံမှာဧပြီလကစပြီးလူပေါင်း၁၀၀ကျော်ဟာဝဲဝံတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီးအ ਨੇ စုံလူ၁၂ယောက်သေဆုံးခဲ့တယ်လို့ပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်။ အထူးသဖြင့်တော့စောင်းမခိုခင်ကာလလေးမှာဝဲဝံတွေက အစာရှာရင်းလူတွေနဲ့နှိစင်လို့လို့ထိသွေးမှုတွေရှိလာနေပါတယ်။အထူးသဖြင့်တော့ဝဲဝံညိုတွေနဲ့အာရှဝဲဝံ net တွေနဲ့ထိသွေးမှုတွေများလာနေပါတယ်။စစ်တပ်တွေကိုတော့ဂျပန်မြောက်ပိုင်းတောင်ထူထက်တဲ့အာကီတာလို့ခေါ်တဲ့စီရင်စုကိုဆီလုခဲ့ရတာပါ။တိုးများလာနေတဲ့ဝက်ဝင်တွေဟာလူနေ area တွေထဲတိုးဝင်လာတာပြီးများလာနေပါတယ်။ ဝဲဝူတွေများလာနေပြီမဲ့လူတွေကတော့အသက်တွေကြီးလာပြီးလူဦးရေအရေအတွက်ကလည်းရော့ချနေတဲ့အပြင်ဝဲဝံတွေကိုကာကွယ်ပေးနိုင်တဲ့မုတ်ဆိုးတွေလည်းရော့နေလာနေပါတယ်။အစိုးရရဲ့ခန့်မှန်းချက်အရတော့ဂျပန်မှာဝဲဝံကောင်ရေဟာ9400ကျော်ရှိနေပါတယ်။ အာကီတာအုပ်ချုပ်ရေးဒေသနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့သဘောတူညီချက်အရတော့စစ်သက်တွေဟာအစားအစာနဲ့ဝက်ဝံတွေကိုဖန်ဆီးမဲ့တန်လောင်အိမ်တွေချထားတာမုတ်ဆိုးတွေအတွက်တည်ယူပို့ဆောင်ရေးလုပ်ပေးတာတည်ဆုံတဲ့ဝက်ဝံတွေကိုကူညီတချို့ပေးတာတွေကိုလုပ်ပေးမှာဖြစ်ပြီးဝက်ဝံတွေကိုတန်တန်နဲ့ပြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်